အနာသိမ့်မိကစားမှာတော့လက်နဲ့မရှိတဲ့ပြည်သူတွေကိုကောင်တွေကနေပြီးတော့မိုက်တဲကောင်ထွက်ခဲ့တရေတဲကောင်ထွက်ခဲ့ဆိုပြီးတော့မျိုးမျိုးတွေစိန်ခေါ်ခဲ့ကြပြီးမှအခုချိန်မှာကတော့တော်လိုင်းကြီးတက်တွေနဲ့ပြည်တွေရဲ့လူငယ်တွေရဲ့ပူးပေါင်းဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုကြောင့်အခုဆိုရင်ဒီကောင်တွေကအခန်းကြီးထဲမှာခေါင်းတော်မဖော်နိုင်တဲ့အနေအထားတစ်ခုရောက်နေပါပြီ။ခေါင်းဖော်တာနဲ့ခေါင်းပါမှုဆိုသိနေရဖြစ်တဲ့ဒီကောင်တွေကကရုတ်ကျင်းထဲမှာပဲနေစဉ်နဲ့အမြပုန်းခိုနေရပြီးတော့သူ့အဖမင်းအောင်လိုင်းစစ်ကွေးကကြင်မဲ့ချင်းနေပြီးတော့နောက်ဆုံးမှာတော့ပွာဆုံးသွားတဲ့ကောင်တွေဖြစ်ပါတယ်။ ခုဆိုရင်တော့ဖရားတရားတော်တော်ကြီးညူနေတယ်ပေါ့ဗျာမင်းတို့ဘလို့ပဲဖရားသားတွေယူယူမင်းတို့လှုပ်ခဲ့တဲ့ပြစ်တွေဟာတော်တော်ကြီးလွန်တာဖြစ်တဲ့အတွက်ဒါတွေကိုခြေနိုင်မှုဆိုတာမလွယ်တော့ပါဘူးမင်းတို့ကိုချွတ်ပေးမဲ့သူတွေကတော့တော်လိုင်းကြီးတက်လူငယ်တွေပဲဖြစ်တယ်ကျွန်တော်ကတော့อืมခြေနဲ့စင်မီမီတင်နေရမှာတောင်မထမ်းဆောင်နေပါတယ်တနာဘုံကိုညီကိုတွေအကုန်လုံးอืมတန်ဖို့တွေခါရလေးကိုတော့မနေ့ကူကောက်ညကူကောက်တော့ယူပေးပါတကယ်အနေရကင်းပါတယ်ကျွန်တော်လည်းဒီထက်မက ယူနေပါတယ်နော်ကျွန်တော်တို့ဒီကြီးရောက်တဲ့ဝင်းနေရတာမှာအန်ဒီအကင်းစီဘူးကတော့ဒီကာတာလေးရှိပါတယ်ကျန်တဲ့ကာတာလေးလည်းရရင်ရသလောက်ယူကြဖို့အကျိုးမျိုးပေါ့ကျွန်တော်ကတော့တမူရီကာတာလေးယူတယ်အထနာမီတန်ကာတာလေးယူပါတယ်နော်ကျွန်တော်ညီကိုလေးအလုံးအလုံးလေးစားပါတယ်ဘုရားဂုံတော်တွေတရားဂုံတော်တွေတန်ခါဂုံတော်တွေစူတာတကယ်ကိုပဲစွမ်းထပ်ပါတယ်ဒါပေမဲ့ ပန်းထက်တယ်ဆိုတာလူတိုင်းအတွက်ဆွမ်းထက်တာတော့မဟုတ်ပါဘူးတကယ်ကိုပဲပြည်သူတွေပေါ်မှာသစ္စာတရားကိုခြေခံပြီးတော့တိုက်နာခဲ့တဲ့စကားတွေတပည့်ဘန်းတမှာဖြစ်ပြီးတော့မင်းတို့စစ်ကိုရီအနေနဲ့ကတော့ဘယ်ကာလမှမင်းတို့ကိုကောက်ကွယ်နိုင်မှာမဟုတ်ပါဘူးမင်းတို့အဘတော့ကြေရီယာတွေဒီလောက်ချီးနေရအောင်ကုဒီသင်ရပြီးအာနာသိန်းတို့ဘဝပြည့်နေရမင်းတို့အတွေ့ပဲလေ ဒီလိုလာလိုက်ဒီလိုလာလိုက်ဟဲ့ထွက်လာထွက်လာထွက်လာဟဲ့ရပါတော့ဒီလိုလာရအပရပါတော့ဒီလိုလာရကျိုးနဲ့တော့ကျိုးနဲ့ဒီလိုထွက်လာလို့ဘာမလို့ဘူးလို့ဘာမလို့ဘူးရပါဘာမလို့ဘူးနော်ရှင်ဦးစီးမဲ့ပေးထားတဲ့ငါတို့ကကေအန်ဒီရရှင်ဦးပရေကိုလိုက်လာတဲ့ကောင်းတယ်ငါတို့ကကေအန်ဒီရရှင်ဦးပရေကိုလိုက်လာတယ်ဘာမှမလုပ်ဘူးအေးဒါကတော့အလုံးသိတဲ့အတိုင်းပဲ ဘောမတိုက်ကနေပြီးကြာသွားပြီးပြောထားတဲ့ KND ရဲ့စီဥစည်းချုပ်ဘူမာဝီအနေနဲ့ကတော့လူမျိုးမိတ်နေပြီးပြီးတော့ရေတန်းကိုအိမ်ချုပ်နေလဲဆိုတော့တွေ့မှာဖြစ်ပါတယ်။ online ကြတဲ့အနေနဲ့လဲသူတို့ရဲ့ထက်ကမိန်ပေးထားတဲ့အတိုင်းဒီကွေးတွေကိုရှင်းညင်ပြီးမှလဲမရှင်းမနဲ့တော်လေးကိုတင်းကြီးခံပြီးတော့ဆက်ဆံနေရတဲ့အနေအထားတစ်ခုပါပဲ။ဘာလို့လဲဆိုတော့ဒီကောင်တွေရဲ့ရုပ်မှန်ကဲမှုတွေဟာလုံမများပြနေတာဖြစ်တဲ့အတွက်လူတိုင်းရဲ့ပြည်သူတွေရင်ထဲမှာလဲအားလုံးပြနေမှာတော့သိကြပါပဲ။ ောထားလေယောကျွန်တော်ချင်းစီကပြောရင်ပြောမာရင်တက်ဆက်ချမ်းမှာချီမျိုးတော်လိုက်လာကတမျိုးနဲ့မဟုတ်တော့တောင်းကနေပုံပန်းဝါထီနိုင်ကတကာလက်ပန်းရှိုက်ပြီးမျိုးကောင်းတဲ့ကိုပုံပန်းလိုက်ပြီးငါတို့ပြည်သူတွေလည်းမနှုတ်ဆုံးရဖို့ကဘာမှပြီးအော်ထားလိုက်တော်လိုက်ချင်းကတွင်မှာမဟုတ်ရှိပါပဲကတ်ခဲဆူရောင်ကပြည်သူတွေကပြည်သူဆိုတဲ့ပြည်သူရဲတွေကပူပေါင်းပါအစိုးရစစ်ကတဘုံလက်ထက်ဖန်ခံရတော့မှာခင်ဗျားတို့က ော့ကနေလက်လက်ကတီးသူလူသူကိုချမလို့လား노베수고바가페어사가므레어사토이다시티샤시네야네블레보마데야나테퀘디아페비마토페바투에토아예퀘밀로제디퀘마투테투테베노나예투고조메페메 ော်လန်မျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်တိုင်းနဲ့ပဲကျွန်တော်ရဲ့ကိုကြစ် Revolution Channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။ဗီဒီယိုလေး Reaction လို့သွားပြီးကမှတော့ယနေ့အစလ23ရက်နေ့တနင်္ဂနွေနေ့မနက်ပိုင်းထီနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချို့ဖော်ပြပြသွားမှာဖြစ်တဲ့အတွက်မျိုးတွေအားလုံးပဲ ုံးတီကြည့်ရှုပေးဖို့ဒီနေရာကနေပြီးတမန်တောင်းဆိုလိုက်ပါတယ်ပထမဆုံးအနေနဲ့ကတော့စစ်ကောင်းဆောင်များက၎င်းတို့ရဲ့ကိုဂျိုးစီးပွားအတွက်နိုင်ငံတော်အာဏာကိုမတရားသဖြင့်အတင်းအဓမ္မသိမ်းယူထားစီမှာဒီနေ့မှာဆိုရင်တော့1512ရက်ရှိပြီဖြစ်ပါတယ်မြန်မာနိုင်ငံတမန်စစ်ကောင်းစီကစစ်ခွေးတေဆုံးမှုစရင်မှာတော့ KNB ဘောလက်ခဲမျိုးမှာအသေးများပါတယ်ခုနှစ်ဦးကိုတော့အရှင်ဖမ်းမိခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့ဘိုးကြီးအဆင့်တွေပါဝင်ခဲ့တယ်လို့လည်းသိရပါတယ်မွန်ပြည်နယ်တထုံမြို့မှာနှစ်ကောင်မန္တလေးတိုင်းမြင်းကြံမြို့နယ်မှာတစ်ကောင်ကိုယ်တိုင်တောင်ကုန်းမြို့နယ်မှာတကောင်နဲ့ချင်းမီနယ်တီးတိမ်မြို့မှာတအူးလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။ နောက်ထပ်သတင်းတို့မှာတော့အကွေးတိုင်းကံကောမြို့နယ်နှန်းခမ်းကြီးရွာတိပိကံကိုကျမ်းပတ်စစ်ကောင်စီတပ်ကနေပြီးတော့လေကြောင်းနဲ့ဘုံကျဲတိုက်ခတ်ခဲ့ရမှာတော့ဆရာဝန်ကြီးဒေါက်တာမြာစုအောင်ပုံဝင်ဆောင်ဇနီးတဲ့ဒေါက်ခိုင်နှင်းဝေနဲ့အားငယ်အပေါင်းဝင်ပြည်သူ၁၂ဦးတည်ဆုံးခဲ့ကြောင်းရောလင်းတန်းကပူပါကောင်းကသူ့ပြန်ထားတာတွေ့ရှိရပါတယ်တော်မှစိတ်မကောင်းစရာကောင်းတဲ့ရင်းတစ်ခုပါပဲဒီလိုမျိုးတရှောင်ပြည်သူတွေကိုအဓိကထားကုသပေးနေတဲ့ ုလိုစေယုံစေကန်တွေကိုအဓိကချုံကျဲတိုက်ခိုက်နေတာကတော့မင်းအောင်လှန်ရဲ့ရုပ်မာတဲ့ရုပ်ရည်ဖြစ်တာကတော့ ဟာဟာပြည်သူတွေအားလုံးတည်ပြီးသားဖြစ်မှာပါမတ်လ22ရက်နနက်8:38မိနစ်မှာတော့ဂံကောမျိုးနဲ့နှန်းခါကြီးရွာ CP ကံကိုချမ်ပတ်စစ်ကောင်စီရဲ့မိထီလာဒီတက်ကတက်လာတဲ့ Jet Fighter တစ်စီးရဘုံကျဲတိုက်ခတ်ခဲ့ရမှာတော့ CP ကံတွင်စေဝါကူတာပေးနေတဲ့ကိုဝင်းဆောင်ဇနီးတဲ့ဆရာဝန်ကြီးမိသားစု3ပါဝင်ရှေးကမှာလာရောက်ပြသနေတဲ့ပြည်သူ10ဦးစုစုပေါင်းပြည်သူ10ဦးသေဆုံးတာ6ဦးဒဏ်ရာရရှိခဲ့ကြောင်းအင်မကောင်းစွာဖြင့်သိရှိခဲ့ရပါတယ်ဆရာဝန်ကြီးဇနီးကကိုဝင်းကြီးနဲ့ဆုံးသွားတာဆရာဝန်ကြီးရဲ့ကိုဝင်းဆောင်ဇနီးတဲ့ရဲ့မိသားစုလည်း3ဦးပဲသေးလာပြတဲ့သူတွေကလည်းပြည်သူတွေပဲ10ဦးသေးတဲ့ ဒါကအလောင်းတွေထားတာပဲရှိသေးတယ်။သေတဲ့ထဲမှာကလင်း၅ယောက်ပါတဲ့ရည်တွေတက်ထက်လည်းမပိုဘူးလို့ပြောလို့တော့မရသေးဘူးလို့ပြီးဒေါ်လင်းတန်ကကိုပါကောင်းကပြောထားတာကိုသိရှိရပါတယ်။လိန်မြင့်ဘုံညွန်ခံရမှုကြောင့်သေပေကန်မီလောင်ပြတ်ဆုံးခဲ့ပြီးအနီးနားရှိမြေအိမ်များလည်းတိုကျပျက်စီးခဲ့ကြောင်းသိရပါတယ်။တန်ခမ်းကျွရကိုအချမ်းဘတ်စစ်ကောင်စီစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဘုံကျဲတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးအပြစ်မဲ့ပြည်သူများကိုရွေချက်ရှိဘုံကျဲခဲ့ကြလို့သိရပါတယ်ဒေါ်ဒီတာတွင်မှာတော့2025ခုနှစ်မလအတွင်းစစ်တပ်က၄ချောင်းမြင့်ဘုံကျဲတိုက်ခတ်တဲ့ဖြစ်ခဲ့မှုကြောင့်ကံရွာမှာ ြစ်မဲ့ပြည်သူ၄ဦးမြစ်သားဆယ်ပေါ်မှ၂ဦးဤလင်းမြို့နယ်မှာပြည်သူ၄ဦးနဲ့ယခုနှမ်းခေါင်းရ၄ချောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ၁၁ဦးစုစုပေါင်းအပြစ်မဲ့ပြည်သူ၂၀ဦးသေဆုံးကလူဦးရေ၄၀နီးပါးတိကြိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ် သတင်းတွေမှာတော့စစ်ကောင်စီရဲ့လက်အောက်ခံဝင်ကြီးဌာနများအားလုံးရဲ့နိုင်ငံခြားကုန်ပစ္စည်းများဝယ်ယူခွင့်အဝယ်တော်လုတ်ပိုင်ခွင့်ကိုမရောနိုင်သောအောင်ပြေဆုံးရဲ့လူယုံတော်မောင်မောင်မောင်နိုင်ဤအကိုဖြစ်သူဒေါက်တာမောင်မောင်လက်ကရရှိခဲ့ကြောင်းသိရှိရပါတယ်။မင်းအောင်လည်းတားဖြစ်သူအောင်ပြေဆုံးဟာစီးပွားရေးလူယုံမောင်မောင်နိုင်ကို မိသားစုကုမ္ပဏီစီးပွားရေးလုပ်ငန်းတွေအားလုံးမှာအိုစားဥဆောင်လုပ်ကင်ဝင်ပေးထားပြီးဝင်ကြီးဌာနဆိုင်ရာလုပ်ပိုင်ခွင့်များကိုလည်းမောင်မောင်နိုင်ရဲ့အကိုဖြစ်သူဒေါက်တာမောင်မောင်လက်ကိုပေးရတဲ့ကြောင်းသိရှိရတာဖြစ်ပါတယ်။အွန်ပြည်ဆောင်ရဲ့လူရုံမောင်မောင်နိုင်ဟာသူ့ကိုမောင်မောင်လက်ကိုစီးပွားရေးလုပ်ငန်းကွန်ရက်တွေမှာနာမည်ခံခိုင်းပြီးလုပ်ဝတ်စာစီးပွားရေးလုပ်ကင်ဆောင်ရွက်နေပါတယ်။အကျိုးမြတ်များလာတဲ့အဝယ်တော်ဖြစ်ကာကွယ်ရေးဝင်ကြီးဌာနနဲ့တပ်ထုဝင်ကြီးဌာနပေါင်းဝင်အခြားသောအစိုးရဝင်ကြီးဌာနများအတွက်နိုင်ငံခြားကုန်ပစ္စည်းများကိုဝယ်ယူခွင့် contract များကိုမောင်မောင်လက်ကနာမည်ခံပြီးမောင်မောင်နိုင်ရဲ့အနောက်ကကို့ ုတ်ကဲနေတာစီမံခန့်ခွဲနေတယ်လို့သိရှိရပါတယ်။ဒါပြီးတော့စစ်ကောင်စီကိုဖြုတ်ချပြီးတော့စစ်ကွေးတွေကိုရှင်းတဲ့ခါကျရင်ဒီကောင်တွေကိုလုံးဝခြံထားလို့မရတာကတော့တော်လိုင်းရေးဒီအနေနဲ့သိဖို့လိုအပ်ပါတယ်။ယောက်ချင်းမကြံတကောင်ချင်းမကြံစားချင်းဆွဲထုတ်ပြီးတော့ပုံလုံးရှင်းပြမှလာမြန်မာနိုင်ငံနောက်တစ်ချိန်မှာအခုလိုမျိုးပြန်လဲပေါ်မလာမှာဖြစ်ပါတယ်။ဒါကြောင့်သူပင်ခုတ်ကျုံခုတ်မကြံဆိုတဲ့စကားပဲသူတို့ရဲ့စစ်ခွေးတောက်တိုင်ပေါက်ကုန်းပြောခဲ့သလိုပဲမင်းအောင်နိုင်တို့မိသားစုမိရင်တော့သူပင်ခုတ်ကျုံခုတ်မကြံဖို့ကတော့တော်လိုင်းရေးတတိအနေနဲ့သူဆောင်မယ့်အရာဖြစ်ပါတယ်။ ြုံငုပ်တွေကြံခဲ့မယ်ဆိုရင်တော့နေဝင်းရဲ့မိတွေလိုပဲတစ်ချိန်မှာပြီးပေါ်လာပြီးတော့ပြည်သူတွေကိုမျိုးမျိုးဒုက္ခပေးအောင်မှာသိကြပါပဲနောက်ထပ်သတင်းတွေမှာတော့စစ်ခွေးပေါ်မှာထောက်တဲ့နေနဲ့အိုင်ခိုင်တက်တော် AA ရဲ့ကုစီဟာညဝတီကိုမရောက်လာသေးဘူးလို့ပြောနေပေမဲ့အိုင်ခိုင်တက်တော် AA ကတော့ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်အိုင်ခိုင်တက်တော် AA စစ်တွေနဲ့ကြောက်ဖြူမှုမှာရှိတဲ့စစ်တပ်စခန်းများ တဲ့ရင်များကိုဆက်လက်ထိုးစစ်ဆင်တိုက်ခတ်လျက်ရှိရာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ကလည်းမျိုးအနီးဝန်းကျင်များကိုပါလေကြောင်းလက်နက်ကြီးများဒရုန်းများဖြင့်တိုက်ခတ်နေကြောင်းသိရှိရပါတယ်။2025ခုနှစ်ဖေဖော်ဝါရီလကစတင်ခဲ့တဲ့စစ်တွေနဲ့ကြောက်ဖြူမျိုးမှာစစ်တပ်စခန်းများတဲ့ရင်များကိုထိုးစစ်တင်တိုက်ခတ်ခဲ့ရမှာတော့မတ်လ22ရက်နေ့အထိတိုက်ပွဲတွေဆက်လက်ပြင်းထန်နေရဖြစ်ပါတယ်။ စ်တွေမှာဆို AA မျိုးနာကတ်မလာနိုင်အောင်စစ်ကောင်စီကမျိုးပတ်ချလဲကိုပိတ်ခနေတဲ့အနေထားပါ AA ကလည်းလက်နက်ကြီးတွေအားလုံးပြီးပြန်တိုက်ခိုက်နေပြီးတိုက်ပွဲပြင်းထန်နေပါတယ်စစ်တပ်ဘက်ကမြေပြင်စစ်ကြောင်းမထိုးနိုင်တော့ပါဘူး AA တက်မလာအောင်ကာပစ်ပေးနေရတဲ့အနေထားတစ်ခုပဲရှိတော့ပါတယ်လို့လည်းစရေးသတင်းအမြင့်ကသိရှိရပါတယ်ဒီမှာစစ်ခွေးမင်းအောင်နိုင်ဦးဆောင်ပြီးလှုပ်တော့မဲ့စစ်ခွေးရသားရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မြင်းညံမြို့မှာတကယ်လို့ရွေးကောက်ပွဲပြုလုပ်ခဲ့တဲ့ရှိတော့သူတို့နေနဲ့ထူးထူးထားဖို့လိုတဲ့အကြောင်းကိုဘုံမိုက်ခဲကနေပြီးထပ်မံပြီးပြောကြားထားတာတွေ့ရှိရပါတယ်။သူတို့စဘုံမိုက်ခဲကမဲသွတ်ထဲမှာဖြစ်ပါတယ်။အဲ့ဒီမဲဟာအန်ဒီရဲ့များတဲ့အတွက် ီသူတွေအနေနဲ့အထူး give you you site ဖို့လိုအပ်ကြောင်းကိုဒီနေရာကထပ်မံပြီးပေးရင်းနဲ့ပဲဟိုဘက်ခဲပြောစကားတွေကိုပြန်လည်မျှော်ပေးလိုက်ပါတယ်တို့တော်မှလာရင်လာလို့ရတယ်လေနော်ဘာလို့လို့ဆိုတော့အဲ အလန့်နီးနေရအောင်ညီတို့လေအဲ့တော့ကြတော့မိတ်ဆွေမိတ်ပြည့်ဆွေပြည့်ပေါ့နော်တပိတ်ဒီပါတွေတောက်ပြီးတော့မဲသွားထည့်ရင်လည်းထည့်ပေးလိုက်မှာပေါ့ဒါကတော့သူတို့လုံးချင်းတပတ်ဆိုရယ်လုပ်ပေါ့နော်အဲညီတို့ကတော့ညီတို့လုတ်ဆရာရှိတဲ့အလုပ်ကိုလုတ်သွားမှာဖြစ်တယ်ဒါတရားမျှတတဲ့ယူကောက်ပွဲကိုကြတော့လက်မခံနိုင်ပဲပေါ့နော်အဲပြည်သူဒုက္ခရောက်အောင်ပေါ့နော်လူမျိုးတုံးတစ်ဖြတ်မှုပုံစံမျိုးတွေလုတ်ပြီးတော့မှအဲမျှတပါတယ်ဆိုရယ်ယူကောက်ပွဲညီတို့အနေနဲ့လက်ခံတရားအကြောင်းမရှိအဲ့တော့ကြတော့ပေါ့နော် ပြည်သူစစ်စစ်တွေအနေနဲ့တကယ်လို့ယူကောက်ပဲသူတို့လုံနိုင်ခဲ့တယ်ဆိုရင်လည်းမဲသွားမထည့်ဖို့အရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့တကယ်လို့လုတ်ခဲ့တယ်ဆိုရင်တော့ညီတို့အနေနဲ့မဲသွားထည့်ပေးမှာမလို့ပါ။ အဲပြီးရင်မနော်တည်တဲ့လူတွေရောနော်စစ်တပ်ထဲမှာဟိုနော်နောက်ဘက်ကူးသွားတဲ့လူတွေရောထည့်မယ်ဆိုတာညီတို့သိတယ်အကြောင်းမလို့ပြည်သူစစ်စစ်တွေပေါ့နော်မဲယူကောက်ပွဲကိုဆန္ဒရှိသည့်ဖြစ်စေမရှိသည့်ဖြစ်စေမလာဘူးရေးကြည့်တယ်ဘာကြောင့်လဲဆိုတော့ညီတို့ပေါ့နော်စက်ကူမဲတော့ထည့်ပါမို့လေနော်ညီတို့ဆန္ဒဆန္ဒထဲမှာရှိတဲ့မဲတွေတခါတည်းမဲယုံမှာထည့်ပြီးခဲလိုက်မယ်လေနော်အဲ့တော့ကြောင့်မလို့ဟိုနော်ညီတို့လောက်ဆရာရှိတဲ့လောက်လောက်တော့မှာပါညောင်ကျော်လေးပြဖြစ်သွားပါပြီအဲညောင်ကျော်လည်းပတ်သက်ပြီးတော့ထိခိုက်မှုတွေနဲ့ပြောရမယ်ဟေးဆိုလို့ရှိရင်တော့ ပြောင်းရင်တကောင်ကတော့ဟိုတနေ့ကနေပြီးတော့ညောင်ကျိုးရွာကိုစစ်တပ်ကနေပြီးတော့တင်းလိုက်ပြီးတော့အခုဆိုရင်တော့ညောင်ကျိုးရွာတစ်ချောက်ကိုတော်လိုင်းတက်တီကနေပြီးတော့ဝင်ရောက်စီးနေနေဆိုတော့မဟုတ်ပါဘူးဆိုပြီးတရင်နေမားတွေပြောနေပေးမယ်လဲနောက်ဆုံးတော့လဲလက်ခံလိုက်ရပါတယ်။ဘာလို့လဲဆိုတော့ညောင်ကျိုးရွာတကူရလုံးကပျက်စီးသွားတာဟာတော်လိုင်းတက်တီကြောင့်မဟုတ်ဘဲနဲ့တခွေးတွေရဲ့ဘုံကျဲချမှုကြောင့်ညောင်ကျိုးတွေအလုံးပျက်စီးသွားကြပြီဖြစ်ပါတယ်။ဒါပဲတခွေးမရောက်နိုင်နေတဲ့လုပ်စရာလည်းတကူပဲရှိပါတယ်။သူမှလည်းဘုံကျဲပုံအောင်လွဲပြီးဘာမှလုပ်စရာမရှိတော့အသေးချာတကူပါပဲ။ဒါကြောင့်ဒီလိုမျိုးကောင်အများဆုံးကတွန်းလိုက်နိုင်မှုဆိုရင်တနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေအနေနဲ့အခုလိုမျိုးဒုက္ခတွေကိုရင်ဆိုင်ရမှာဖြစ်တဲ့အတွက်နေရာတွေဒေသတွေမှာ ောက်ပုံနေပဲဖြစ်ဖြစ်ဘလူနေထားနေပဲဖြစ်ဖြစ်ကျော်နိုင်ရေးကိုနေစင်နေမြအောင်ဝင်ပေးကြဖို့ဒါနေတမန်တိုက်ပါတယ်အဲကိုဘကအထိကိုင်းမှုအနေနဲ့ပြောရမှာဆိုရင်อืมအဲ3ယောက်လောက်ကိုဘကကြားတယ်အဲယောက်20ကျော်လောက်ကိုဘကတန်းငါဖယဲသီးမရှိပဲနဲ့စစ်တွေမကြောက်အောင်နော်ကျန်တဲ့နေရာကြီးကြားကြတာကဖယဲသီးတွေဖယဲသီးတွေကြောက်ကြားကြတာပါစစ်တွေဖယဲသီးမရှိမကြောက်နော်ထို့တူကျွန်တော်တို့ဒီကြောက်ဖြူဖယဲသီးမရှိလုံးဝမကြောက်အဲ့တော့အခုတမောက်ချင်းနေဖယဲသီးမရှိလုံးဝမကြောက်အဲခင်ဗျားတို့စစ်တီတွေအနေနဲ့တိထားမှာပါလဲဆိုလို့ စစ်တုံပန်းမိရင်စစ်သေးတဲ့ပုံကအမင်းတို့ငွေချင်းတွေပဲတော့ဘာညာဆိုပြီးတော့ခင်ဗျားတို့လက်နဲ့ချခိုင်းမယ်ချော့မော်ပြီးလက်နဲ့ချခိုင်းမယ်အဲ့လိုလက်နဲ့ချခိုင်းတဲ့သူတော့မှပဲထိုးလာကန်လာချိတ်လာခင်ဗျားတို့အဲ့ဒါကိုယုံတဲ့သူကလည်းယုံတာပဲနော်အဲ့တော့ဟိုတနေ့က6ရက်စစ်တီ6ရက်ဟာဘာမှမလုပ်ပါဘူးဆိုပြီးတော့ခေါ်သွားတာလုံးဝလုံးဝလမ်းပါပဲရောက်ချင်းခံပြတ်တိုင်းနဲ့မှရှိတဲ့ပကံခွဲရပကံခွဲရတို့နောက်တော့ဆွပြက်ရတို့ဆိုတာကတနေ့ကပြားလေးကနေပြီးတော့ချင်းလူမျိုးချင်းတိုင်းလာပြီပေါ့နော်ဌာနေအဲဌာနေပေါ့ချင်းနေပေါ့အများစုနေထိုင်နေလို့ကြားသိရတယ်အဲ့တော့ဒီဘာဒီမှာအပုံကြီးခိုးအောင်ပြီးတော့ချစ်ချောက်ပြီးအဲ့ကိုဒီခေါ်ဆောင်လာတယ်ပေါ့အဲ့လိုမျိုးပြောရမှာပါအဲ့တော့ စိတ်မကောင်းစောနောက်ဆုံးပြန်ပြောပါမယ်။ညောင်ကျွရလေးပြဖြစ်သွားပါပြီ။စိတ်မကောင်းကြအောင်။ဟုတ်ပြီဒါကညောင်ကျွအချိန်အားလုံးစောင့်မျှော်သိရှိခြင်းနဲ့ဒီလိုပဲကြောင်းမှာကျွန်တော်လည်းတရားကိုအဲဒီအချိန်လေးကိုထောက်လမ်းပြီးတော့ပြောရခြင်းဖြစ်ပါတယ်။ဟုတ်ပြီနောက်ထပ်အဲကျွန်တော်တို့မြန်အောင်ကြံခင်းမြန်အောင်ကြံခင်းတဲ့ရရဆိုလို့ရှိရင်တော့မြန်အောင်မှာအေအေကနေပြီးတော့ဝင်လာပြီးတော့ပါနော်။ဒေတာကန်တစ်ခုသမားတွေကိုဆွဲသွားတယ်ဆွဲသွားပြီးကြောင်မလို့တက်တာထက်ချက်မကွာလိုက်ရှင်းတယ်လို့ကြားသိရတယ်အဲ့တော့အေအေကတော့ဒီရုပ်ကျွန်တော်တို့ရုပ်မှတောင်းချင်မှာတော့တော်တော်လေးဟိုဟောက်ကောင်းလို့ဆိုရှင်အတူပါဝါနေလို့ပြောလို့ရပါလားအဲ့တော့ တော့ကျွန်တော်တို့တက်ကလည်းတစ်ချက်မပွားလိုက်ရှင်းနေပါတယ်ဒါက ARD တိုင်းမြန်အောင်နော်အဲအဲ့ဒီအခြေအနေပေါ့ဟုတ်ပြီတက်ကလိုက်ရှင်းနေရလားတက်ကရှင်းခံနေရလားကွာနောက်ထပ်တစ်နေအောင်ကျွန်တော်ဆက်ပြောရမယ်ဆိုလို့ရှိရင်တော့အမ်ရခိုင်ပြည်နယ်တွေဆက်သွားအောင်ပါအဲကျွန်တော်ပြောကြတော့ဒီစစ်ပြေကြမီဒီယာတွေပေါ့ဒီစစ်ပြေကြအပြစ်ထောက်ခံတဲ့မီဒီယာတွေကပြောလိုက်ရှိတယ်ကြောက်ဖြူကိုအရတိုက်နေပါလေဆိုတဲ့ပုံစံမျိုးပေါ့နော်ကြောက်ဖြူကိုတိုက်နေတယ်သူတို့ပြောတဲ့ပုံစံအရဆိုရင်တ냐ဦးဒီဒီတက်ခါမှကြောက်ဖြူကိုတိုက်နေတယ်ဆိုပြီးတော့ လော်နေရာရှိတယ်ခိုင်ကျူးဖောက်လို့ပါပဲเนาะကြောင်ကြောင်ကျိုးကြပြီဆိုပြီးတော့လော်လိုက်တယ်လို့ပဲသူတို့ကနောက်ထပ်ဒီစေတကြလော်ဘီတွေကလည်းလော်လာတာရှိတယ်ဓညဝီကြီးကြောက်သွားပြီဆိုပြီးလော်လာတာရှိအဲကြောက်သွားဆိုလို့ပါအဲကြောက်သွားတိုက်နေပေါ့ဆိုလို့ကျွန်တော်ကဓညဝီကိုရအောင်တိုက်နေတယ်ဓညဝီကိုတိုက်တဲ့အချိန်မှာအဲဘယ်လိုခေါ်မလဲဆိုတော့ရဲတရင်သုံးနှစ်နှစ်ကနေပြီးတော့လာရောက်ပြီးတော့ဟိုအကူအညီပေါ့နော်စစ်ကူလာပြီးတယ်ထောက်ကူလာပြီးတယ်ထောက်ကူလာပြီးတော့အဲထောက်ကူလမ်းကြောင်းပေါ့ဒါခါလေးအေးကဖက်တိုက်ကြတာဘလို့ဖြစ်သွားလဲဆိုပြီးတော့အဲမဟုတ်မမှန်ပေါ့နော်အေးရဲ့သုံးနှစ်တိုင်းပေါ့နော်ရုံသုံးတို့ကစိတ်ကစစ်စင်ရလောက်ကြတာမှန်ပြီးပါရင်ဓာတ်ပုံလေးနဲ့ဗီဒီယိုထွက်လာရင်တော့ငိုအောင်ဝင်မင်းတို့ပြောင်းပြီးလို့ဖွယ်နော်ဒီအတင်းအချိန်နေအစ်စင်မှန်ကတော့ ရက်တရင်သုံးစက်လေးဆိုတာတရားဝိရိရဲ့အရှိပေါ့ကျွန်တော်တို့လောက်မှရှိနေဆိုရင်နေ့တုန်းခုနှစ်မိုင်လောက်မှရှိတယ်ခုနှစ်မိုင်လောက်မှရှိတယ်အရက်တရင်သုံးစက်နှစ်ကလေးရောရှေ့ကိုဆက်သွားလို့ရှိရင်နောက်ထပ်၁၀မိုင်လောက်ရှိတယ်အဲ့ဒီ၁၀မိုင်လောက်မှာကအေးအေးတပုံလေးခိုးအောင်ပြီးတော့ဟိုနောက်ရှက်ပြက်ခတ်နေရရှိတယ်အဲ့တော့တရားဝိရိရဲ့ဌာနချုပ်နဲ့ကျွန်တော်တို့အဲဘယ်ကောင်လဲအေးအေးလက်ရှိရှိနေတဲ့နေရာဟာဆိုလို့ရှိရင်မရှိဘူးဆိုရှင်နေ့စုံ minus 10ကွာပါလား minus 10ကွာမှရှိပါလိမ့်နော်အဲ့ဒါကြောင့်မို့လို့ဈေးတက်ဌာနချုပ် AACC ရှိခဲပါဘာမှဘာမှမဖြစ်ပါဘူးဘာမှလည်းဟိုစီးရေးအဖြစ်ဈေးတန်တောင်းအောင်မှမကြသေးပါဘူးနော်အဲ့ဒါကနံပါတ်၁ချက် ကဲရောင်ကြီးကတော့ရေခဲဆိုပြီးပြောပြန်ပြီရောင်ကြီးရေခဲလို့ပြောရဆိုရင်တော့တေးကြပါတယ်ရေခဲပါပဲဖက်ကကောင်ကြီးကစကားကိုပြန်ပြောနေတာဝင်းရလေးတွေမောက်နေတာမှခေါ်တော့မသိကြအောင်ဆောင်းနေရပြဘလောက်တော့မာနာကြီးကြလဲဆိုရင်အနေနဲ့တစင်ထက်လျှော့ဖို့တင်တယ်ကျွန်တော်မြင်ပြောတာတက်လျှော့တယ်ဒါဆိုရင်လူငယ်လေးတွေတော်တယ်မှာမသိရတော့ဘူးတော်တယ်မှာဒုက္ခမရောက်ကြတော့ဘူးဒီလိုမျိုးကျွန်တော်မြင်တယ်အဲ့တော့အခုခေါ်တာကတော့သူကအဲချမ်းဖက်တက်ပြတ်မှုတွေမလုပ်ထားဘူးဆိုရင်ချမ်းဖက်တက်ပြတ်မှုဆိုတာကတက်ပြတ်မှုတွေပေါ့လူတက်မှုတွေတက်ပြတ်မှုတွေမလုပ်ထားဘူးဆိုတော့ဒီတက်ပြတ်မှုဆိုတာကခေါင်းစဉ်အထိပယ်နည်းနည်းကျင်းနေတယ်ဟိုကောင်တွေကဝါရဖြန့်နေခါမှာအဲ့ဒါကိုမင်းတို့ တော့လဲထောင်းထဲရောက်မှာနော်ဆိုတော့ထောင်းထဲရောက်မှာမင်းတို့အသက်ခံမှာလမ်းမှာတေးသွားရတော့ဘာညာဆိုတော့တော်ထဲမှာရှိတဲ့ BD တွေလာဖို့နည်းနည်းလန့်နေတာပေါ့တို့ချင်းချင်းချာမှာအဲ့လိုရှိတယ်ဆိုတော့ဘာပြောနာဆကအနေနဲ့ဒီဖိတ်ခေါ်မှုကိုကျွန်တော်ကြိုဆိုတယ်ဒါပေမဲ့နည်းနည်းလေးတုံးလေးထပ်ပြီးတော့ရှော့ပြီးတော့ဘယ်အဆင့်ထိဆိုငါတို့ရှော့ရမယ်ဆိုတော့အဆင့်ထပ်ရှော့လိုက်ရင်လူငယ်တွေအများကြီးဆက်သွယ်ပြီးတော့ပြောင်းဝင်လာလိမ့်မယ်အဲ့ကြောင်ကျွန်တော်လက်ခုပ်ဒီမှာဘာလို့ဆိုလူငယ်တွေဝမ်းတာလူငယ်တွေဒီလိုမျိုးဝင်လာတော့ PDF လူငယ်လေးတွေမသေးမသေးတော့ပဲနဲ့ဝင်လာပြီးတော့တိုင်းကျုပ်ပြည်ပြန်လောက်ကြမှာကိုကျွန်တော်တို့ကကြိုဆိုရမယ်ဗျ။ကဲပြည်သူ တော်လိုင်းလူငယ်လေးတွေကတော့အားလုံးကိုစွန့်လို့ပြီးတော့တောထဲဝင်သွားဖြစ်ပါတယ်ပြန်လာမယ်လို့စောကြီးတွေကစိတ်ကူးတာရှိမှဆိုရင်မင်းတို့စီကိုထဲကိုဝင်လာမှတော့မဟုတ်ဘူးဒါပေမဲ့ပြန်ဝင်လာမယ့်နေ့ကတော့တရက်တော့ရှိပါတယ်အဲ့ဒီနေ့ကတော့မင်းတို့စစ်ခွေးတောက်တိုင်ဘောမတွေနဲ့မင်းတို့စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်းကိုရှင်းမနေကြရင်တော့သိကြပါတယ်ဒီကရောက်လာမှာပါဝင်လာတာနေမို့မင်းတို့ရဲ့အိမ်ဒီထီကိုပြောက်လာမှာဖြစ်ပါတယ်။ဟာကအားလုံးဟာဒီနိုင်ငံသားတွေဖြစ်တယ်ဒီတိုင်းပြည်ရဲ့ယရနာတွေဖြစ်တယ်ဒီတိုင်းပြည်ရဲ့လူသားချင်းမြစ်တွေဖြစ်တယ်ကျွန်တော်တို့တတ်နိုင်သမျှ ဟိုရှေ့မှာမားခဲ့တာရှိမယ်မှန်ခဲ့တာရှိမယ်ပြောခဲ့တာရှိမယ်ဇူခဲ့တာရှိမယ်လှုပ်ချင်တာရှိမယ်မားတာရှိမယ်မန်တာရှိမယ်ဒါကတတင်းကနဲ့လှုပ်ကြကြိုင်ကြိုင်နဲ့ဖြစ်ကြတာတွေပေါ့နော်ဆိုတော့ဒါတွေကိုဖြေလျှော့ဖို့သင့်တယ်ဒါပေမဲ့လူမဆန်တဲ့တပ်ဖြတ်မှုတွေကြာရင်တော့သူ့နဲ့ထိုက်တန်တဲ့ပြစ်ဒဏ်တွေတော့ခံခိုင်းဖို့လိုအပ်တယ်လူမဆန်တဲ့တပ်ဖြတ်မှုတော့မှရေးဘလူးလိုကောင်းမျိုးမခုတ်တဲ့တပ်ဖြတ်တာဒါကြီးကြတော့လူမဆန်တဲ့လူမဆန်တဲ့တပ်ဖြတ်မှုတွေကိုလှုပ်နေရမင်းပါမင်းအောင်လိုက်လေအဲ့တည်းလဲမင်းပါမင်းအောင်လိုက်ကိုပြည်သူတွေကတကယ်ကိုပဲကြီးမားတဲ့ပြစ်ဒဏ်ကိုပေးမှာမင်းတို့ကောင်တွေလဲမင်းပါမင်းအောင်လိုက်ကိုထောက်ခံနေတာပြည်သူတွေကိုဘုံကျဲတာဘုံ ပေါ900ကြီးကျဲပါပေါင်ထောင်ကြီးကျဲပါပေါ်နေတဲ့မင်းတို့ဘုံမတွေကိုလည်းတကယ်ကိုပဲပြည်သူတွေပြစ်တယ်မိမအောင်ကျင်းစီခမ်းမှာပါမင်းပြောသလိုပဲမင်းတို့နဲ့ထိုက်တယ်နဲ့ပြစ်တယ်ကိုပဲပြီးခမ်းမှာပါပြောင်းမှုလို့ခေါ်တယ်ဒီကောင်တွေကြတော့ကိုယ်လည်းပြောရေစုံမြေစုံကိုလိုက်လိုက်ရမယ်တော့ရေလူလူဟာမျိုးနမူနာပေးတာနော်ကျန်တဲ့လူတွေလည်းအဲ့လိုပဲဒီလိုမျိုးရက်ဆက်တဲ့သက်ပြောင်းမှုကြတော့ရေစုံမြေစုံလိုက်ရမှာအဲတော်ယုံတန်အောင်လောက်ကတော့ဟိုလက်လျှော့ဖြေလျှော့ဖို့လိုအပ်တယ်လို့ကျွန်တော်မြင်တယ်ပြည်ရဲ့လူငယ်ညီငယ်လေးတွေနေနဲ့လည်း ်ဒီချိန်မှာအချိန်ကောင်းပါပဲဒီချိန်ကအချိန်ကောင်းပါပဲအချိန်မလင့်သွားစေချင်ပါဘူးအချိန်လင့်သွားတဲ့ခါကျရင်ဒုက္ခဝင်ပါလိမ့်မယ်ညီတို့တစ်ချိန်တော့ကကနာဟိုဟိုဘယ်လဲပကြီးထိန်လင်းဟိုပါတဲ့ပါချောင်လူတတ်မှုဆိုတဲ့ပကြီးထိန်လင်းရေးခဲ့တဲ့ပါချောင်လူတတ်မှုဆိုတဲ့ဇလန်တွေယူအဲ့စာအုပ်ကိုပြန်ဖတ်ကြည့်ပါအဲ့ဒီထဲမှာလည်းအဲ့ဒီတော့ကအဲ့လိုလေးပဲဖြစ်ခဲ့ကြတယ်ဒီနေ့ဖြစ်ခဲ့တာတွေနဲ့အဲ့တော့ဖြစ်တာနေရ version သာနည်းနည်းကွဲသွားမယ်ကြောရိုးကအတူတူပဲဇလန်ကြောရိုးကအတူတူပါပဲအဲ့တော့တချို့ညီငယ်တွေတော်တော်ရောက်နေပြီးတဲ့ညီငယ်တွေပါချောင်စာအုပ်လေးဖတ်ကြည့်လိုက်ပါဖတ်ကြည့်ပြီးအခုကျွန်တော်ပြောတာမှန်လားမမှန်လား ကျွန်တော်ပြောတာကြောရိုးကတပုံစံနဲ့ပဲဖြစ်စဉ်လေးသာနည်းနည်းလေးကွာသွားရင်ကွာသွားမယ် version လေးတွေမတူတာပဲ update version 88 version နဲ့21 version ကွာသွားတာပဲလွဲပြီးကျန်တာအတူတူပဲအကြောရိုးကအတူတူပဲဆိုတာကြောင့်ညီငယ်တွေသိရင်တော့သိပြီးတော့ဆင်ကျင်နိုင်ခဲ့ပြီဆိုရင်ကျွန်တော်တော့ဝမ်းသာရကျူးစွန်ပါဗျတကယ်ပါဟိုဒီညီငယ်တွေဟိုလူအသက်တွေမသိသေးချင်ပါဘူးကျွန်တော်ညီညီညီမတွေပါ PDF တွေဆိုတာလေဒီလိုပဲကျွန်တော်ခံစားပါတယ်เนาะအဲ့ဒါလေးတော့ဟိုဖိတ်ခေါ်တာကိုကျွန်တော်ကဘယ်တော့မှမူသားစကားမပြောအပ်တဲ့လူ၃မျိုးရှိတယ်တဲ့တမျိုးကတော့ဗာလဲဆိုတော့ဆရာများ ဆရာများဆိုမိမိရဲ့တပည့်များကိုဘယ်တော့မှမူစားမပြောရဘူးလေမမှန်ကန်တဲ့စကားဘယ်တော့မှမပြောရဘူးလေဒုတိယကဘာလဲဆိုတော့ဆရာဝင်ဆရာဝင်များဟာမိမိရဲ့လူနာတွေကိုဘယ်တော့မှမူစားမပြောရဘူးလေမမှန်မကန်တဲ့စကားမပြောရဘူးလေတတိယကတော့မင်းတိုင်မင်းအမှများမင်းတိုင်မြေမြများဆိုတာအရင်တော့အရှင်မြင်ခက်မှာပေါ့နော်ရှင်မြင်ခက်မှာဆိုတော့ရှင်မြင်နားကိုပေါက်ပြီးတော့ဒီအာနာရှိတဲ့လုတ်ပိုင်ခွင့်ရှိတဲ့လူတွေကိုဟိုအကြံပြုတာ ြောဆိုတင်တင်ပြတဲ့ပုံကူများပေါ့မင်းတိုင်မြင်အမှများဘယ်တော့မှမှုသားစကားကိုမပြောရဘူးမမှန်ကန်တဲ့စကားကိုမပြောရဘူးလေဒီဒီဘလူးသုံးမျိုးဆိုတာမှုသားကိုလုံးဝရှောင်ရမယ်ဒီလူသုံးမျိုးဟာမှုသားကိုမရှောင်လို့ဆိုလို့ရှိရင်နိုင်ငံဒုက္ခရောက်တယ်ဘာဖြစ်လို့လဲဆိုတော့ဆရာများဟာတပည့်တွေကိုလိန်လေပြီးတော့တင် जा လို့ရှိလို့ရှိရင်ဒီတပည့်ပေါင်းများစွာဟာသူလိန်လေပြီးတော့မှုသားတွေနဲ့ပူသားတွေအခြေခံပြီးတော့တင် जा ခဲ့တဲ့အတွေးခေါ်တွေနဲ့ကြီးပြင်းလာလို့ရှိရင်ဒီလူတိုင်းဝင်တွေ့ ဒုက္ခများလိမ့်မယ်။ဆရာဝန်များဟာ ကိုယ့်ရဲ့လူနာများကိုလှည့်ပြားပြီးတော့တနာလိုပဲဖြစ်ဖြစ်လှည့်ပြားပြီးတော့ဒါမှမဟုတ်ဟိုမြင်ပေါ်ချာလိုပဲဖြစ်ဖြစ်လှည့်ပြားပြီးတော့မှုသားပြောလို့ရှိလို့ရှိရင်လည်းဒီရရရဲ့ကျမ်းမာရေးနဲ့ပတ်သက်တဲ့ပညာများဟာထုတ်ယုတ်နိုင်တယ်ဒါဟာလေရရကိုထိခိုက်နိုင်တယ်အရေးကြီးဆုံးအရေးကြီးဆုံးကတော့မင့်တိုင်မင်းအမတ်တေပေါ့မင့်တိုင်မင်းအမတ်ဆိုတာဟာ နိုင်ငံရဲ့အုပ်ချုပ်ရေးရန်ကြောက်ကိုလေပတ်အောင်လုံနိုင်တဲ့ပုံကိုယ်တွေနားကိုမူသားစကားတွေမမှန်တဲ့စကားတွေရောက်လို့ရှိလို့ရှိရင်ဒီနိုင်ငံရဲ့အုပ်ချုပ်ရေးဟာလွဲလွဲချော်ချော်ဖြစ်တတ်တယ်။အဲ့တော့တနိုင်ငံလုံးဟာကမောက်ကမဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်ကျမတို့ဟာအချင်းချင်းဆက်ဆံတဲ့အခါမှာအမှန်တရားကိုအခြေခံပြီးတော့ဆက်ဆံမှုလိုတယ်။တခါတလေအမှန်တရားအရာလုထာဟာမူသားပြောတာတဲ့အများကြီးပို့ပြီးတော့ခက်တယ်လို့မြင်ရတယ်။ဒါဒါရေးတို့ပါပဲ။ ညီတို့မှာတော့မူသားလေးပြောလိုက်လို့ရှိရင်လွယ်လွယ်ကူကူနဲ့ကိစ္စတခုကပြတ်ကောင်းပြတ်သွားလိမ့်မယ်ဒါပေမဲ့လုံးဝပြတ်မှာမဟုတ်ပါဘူးတတခဏပါပဲနောင်ကြတော့ပို့ပြီးတော့ပြဿနာတွေကကြီးလာမှာဖြစ်ပါတယ်